ကျွန်တော်ရအောင်ဝင်မိလာပါအတွက် and fin show ကနေပြီးတော့ကြိုးဆိုပါရစေကျွန်တော်တို့ဘာဝဇင်းငုံမြဲတဲ့တင်ဆက်ပေးနေတဲ့ဇင်းမင်းပါဆိုတော့ကျွန်တော်တို့ဘာဝအတင်းကတော့ဒီပြင်းပြလေးပွဲစဉ်တစ်ဆင်းမှာဆိုရင် Aston Villa အသင်းကို2ဂိုးဂိုးမရှိနဲ့အိမ်ဝင်အန်ဖီမှာအနိုင်ရခဲ့တယ်။အဲ့ဒီအနိုင်ရခဲ့တဲ့ပွဲအပြီးမှာဆိုရင်ဒါကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်ဖြစ်တဲ့ဒါအသင်းကောင်းဆောင် Van Dijk ကအသင်းရလက်တွေစိုးနေတဲ့အချိန်မှာအသင်းကိုဝေဖန်ထားတဲ့ ါအင်္ဂလန်နဲ့ဒါမန်ယူနိုက်တက်ရဲ့ဂန်ဒဝင်တိုက်စစ်ကစားသမားဖြစ်တဲ့ဝိန်းရိုနီရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့အဲသူတုံ့ပြန်ပြောဆိုမှုတွေလုပ်လာတယ်။အဲတီးတဲ့အတိုင်းပဲဗျာ။ဒါကျွန်တော်ကိုတီးတဲ့အတိုင်းပဲဝိန်းရိုနီကအသင်းရလက်တွေစိုးနေတဲ့အချိန်မှာအဲလေဘာဘူးရဲ့ဒါဘယ်လိုပြောမလဲအဝေလဲခန်းနဲ့ပတ်သက်ပြီးတော့ဗာကင်ဘန်တိုင်းမှာဘယ်လောက်ထိအောင်တာဝန်ရှိနေပြီလို့ အဲပြီးဘာကေပန်တိုက်ကအသင်းကိုဒီထက်ပိုပြီးစီးလုံးအောင်ဘယ်လိုမျိုးလှုပ်သင့်နေပြီလို့သူဝေဖန်ထားတယ်ပြီးရင်လည်းမိုဆာလာနဲ့ပတ်သက်ပြီးတော့မိုဆာလာကလက်ရှိမှာအသက်ကြီးနေပြီးမိုဆာလာကနောက်ကိုပြန်မဆင်းနိုင်ဘူးအဲဒီဘုတ်ကလည်းမိုအတာဘာကေပန်တိုက်တို့အနေနဲ့ဝေလဲကနေမှပြောသင့်နေပြီပေါ့ဗျာအဲမိုဆာလာရဲ့အသက်အရွယ်ရလာတဲ့အပုတ်ကိုလည်းသူဝေဖန်မှုတွေပြုလုပ်ထားတယ်အဲဒီဝေဖန်မှုတွေကိုဒါဘာကေပန်တိုက်က response လုပ်ထားတယ်အဲသူဘာတွေပြောထားလဲဆိုတော့ကျွန်တော်တို့အသင်းကပြီးခဲ့တဲ့ရာသီမှာ champion ဖြစ်ထားတယ်ပေါ့ဗျာ အချမ်းမြန်ဖြစ်တုန်းကတော့ဒီဝေဖန်မှုတွေကိုသူနည်းနည်းလေးမှတော့မကြားရဘူး။ဒါပေမဲ့ဒီဟာဒီမှာတော့အသင်းကလုံတိုင်းမဖြစ်တဲ့အချိန်မှာတော့ဒီဝေဖန်မှုတွေကိုသူစပြီးတော့ကြားရပြီပေါ့ဗျာ။ဒါပေမဲ့လည်းဒါဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့ဝင်းမလို့နေပေါ့ကိုဘလို့မှမမြင်ဘူး။အဲဝင်းမလို့နေကိုလည်းဘလို့မှစိတ်မထားဘူးပေါ့ဗျာ။အဲဒါသူဝင်းမလို့နေကိုဒါဘယ်လိုပြောမလဲအာဂါဒါထားလိုက်ပါလေလုံးဝမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ဝိန်းရွန်နီဆိုတာကဘောလုံးလောကရဲ့တကယ်ကိုမှကြီးကျယ်ခမ်းနားခဲ့တဲ့ဂန်ဝင်တယောက်ဖြစ်နေလို့ပဲဆိုပြီးတော့သူပြောသွားတယ် ဒါပေမဲ့လည်းသူ့ရဲ့ဒါပုံကိုကြီးကခန်းစားချက်အရာပြောရမယ်ဆိုတော့ဒီဝေဖန်မှုတွေကနည်းနည်းပြင်းစရာကောင်းတဲ့ဝေဖန်မှုတွေဖြစ်တယ်လို့သူပြောလိုက်တယ်။ဆိုတော့နည်းနည်းလေးတော့ပညာသားပါတော့ဗျာ။ response လုပ်တဲ့နေရာမှာနည်းနည်းလေးတော့ပညာသားပါ။အဲပြီးရင်အဲသူ့ရဲ့အသိန်းကောင်းဆောင်စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့လေဒါသူ့ကိုဝေဖန်ထားတဲ့အပေါ်မှာလည်းသူကပြောလာသေးတယ်။ဘာပြောလာလဲဆိုတော့ဘာကေဗန်နိုက်ကဟိုကျွန်တော်ကားနေမိနစ်3ကြာတော့ဒါကျွန်တော်ဥဆောင်မှုနဲ့ပဲချန်ပီယံဆုတွေရတယ်။အဲပြီးလို့ရှိရင်လည်းနိုင်ပွဲတွေအများကြီးရခဲ့တယ်။ ဒါပေမဲ့အိုက်တုံးကကျတော့ကျွန်တော်ကိုချီးကျူးဖို့မေ့နေသလားပေါ့ဗျာအဲသူဟာဝေရုံနေကိုဆိုပြီးတော့လို့သူတဲပြီးတော့မပြောဘူးဒါအများစုကိုပြောသွားတယ်သူ့ဝေဖန်သူတွေအများစုကိုပြောတယ်ကျွန်တော်အိုက်တုံးကချီးကျူးဖို့တော့သူတို့မေ့နေသလားပေါ့ဒါပေမဲ့ဒီဟာဒီမှာအတင်းကရလက်တွေမကောင်းတော့မှရလက်တွေဆိုးရွားနေတဲ့အချိန်ကြမှာဗာဂေဘန်ဒိုက်ရဲ့ဥဆောင်မှုတွေကလိုအပ်နေပြီးတော့လူတွေကပြောလာကြတယ်ပေါ့ဗျာဒါပေမဲ့လည်းဒီဝေဖန်မှုတွေကိုသူဘလို့မှမမြင်ဘူးဒါကဘောလုံးလောကမှာရှိဖြစ်လေဖြစ်တာရှိတဲ့အစိပ်အပိုင်းတွေကတစ်ခုဖြစ်တယ် ဒါကြောင့်မလို့ तू ဒီရာတွေကိုအကောင်းမွန်ဆုံးလက်ခံထားတဲ့ဒီဝေဖန်မှုတွေကို तू ဘလို့မှမမြင်ဘူး။ဒါပေမဲ့အဲပြီးခဲ့တဲ့ယာတီကလည်း तू အကောင်းဆုံးလုပ်ခဲ့တယ်လို့ဒီယာတီမှာလည်း तू အကောင်းဆုံးလုပ်နေသေးပဲ။အသင်းကရလက်တွေမကောင်းတော့တဲ့အခါအဲပြီးရင်အသင်းကရလက်တွေဇာတိုက်ဆိုးနေတဲ့အခါမှာအသင်းကောင်းဆောင်နဲ့နီးပြတွေကဝေဖန်ခံရမဲ့သူတွေဆိုတာ तू ကောင်းကောင်းနားလေတယ်။ဒါကြောင့်မလို့သူ့ကိုဝေဖန်မှုတွေအပေါ်ကိုဘလို့မှမမြင်ဘူးလို့ तू ပြောတယ်။ အဲပြီးရင်မိုးဆာလာနဲ့ပတ်သက်ပြီးတော့အာမိုးဆာလာကအသက်ကြီးနေပါပြီကွာနောက်ကိုပြန်ဆင်းမကူဘူးလို့ဘာလို့ဝင်းရိုနီကရှေ့မှာပြောတယ်အဲအဲ့ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့ဘာကေဘန်နဲ့ကဘာပြောထားလဲဆိုတော့မိုးဆာလာဆိုတာကဒါအသင်းအတွက်ကိုလက်ရှိမှာအရေးပါနေတဲ့ကစားသမားတဦးဖြစ်တယ်လူတွေကအသက်ကြီးလာတဲ့ကစားသမားတွေကိုအသက်ကြီးနေတဲ့ကစားသမားတွေကိုဝေဖန်ရတာအရန်လွယ်ကူတယ်ဘယ်နေရာကိုဝေဖန်မလဲအသက်ကြီးလာတဲ့ကစားသမားတဦးမှာ ထင်သလောက်ဒါ fee မရှိတော့ဘူးထင်သလောက်ဒါ physical အားအင်အားဖြင့်လည်းမတောင့်တင်းတော့ဘူးအဲဒါကြောင့်မလို့အသက်ကြီးနေတဲ့ကစားသမားတွေကိုဝေဖန်နေရင်မဘယ်နေရာကဝေဖန်မလဲအရန်လွယ်ကူတယ်ဗျဝေဖန်ရတာဒါပေမဲ့မိုးဆာလာဆိုတာကပြီးခဲ့တဲ့ရာသီကမှာပရီးမီးယားလိရဲ့ဂိုးသွင်းအများဆုံးစုဂိုးဖန်တီးမှုအများဆုံးစုကိုရထားတဲ့ကစားသမားတအူဖြစ်တယ်ဒါကြောင့်မလို့ ဒါမူဆာလာနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကလည်းမျှတမှုရှိရလားလို့သူမေးတယ်။အဲပြီးရင်လည်းမူဆာလာကလက်ရှိမှာအသင်းအတွက်ကိုအသင်းနိုင်ပွဲရဖို့တခုအတွက်ကိုအများကြီးစူးစမ်းပြီးတော့တခြားကစားသမားတွေနဲ့အတူတူပဲအများတန်းစူးစမ်းနေတဲ့ကစားသမားတအူဖြစ်တယ်ဆိုပြီးတော့လည်းသူပြောထားတယ်။အဲသူနောက်ထပ်ဘယ်လိုပြောမလဲအဲသူဒါဖြည့်ပြီးတော့ပြောသွားတဲ့အရာပေါ့ဗျာ။သူဖြည့်ပြီးပြောသွားတဲ့အရာကဘာပြောလဲဆိုတော့ မိုဆာလာကပြီးခဲ့တဲ့6လလောက်ကမှဒါပရီးမီးယားလိချန်ပီယံဆုကိုဒီလိုဟိုနဲ့အတူပဲသူကင်မြောက်ခဲ့တာဒါကြောင့်မလို့ဒီအချိန်မှဆိုရင်ပြန်အချိန်အပြည့်ပြန်တွက်ကြည့်မယ်ဆိုရင်6လပဲကြာသေးတာသူ့ကိုအသက်ကြီးနေပြီလို့ပြောရအောင်လေချန်ပီယံဆုယူတော့ငါထက်6လပဲပို့ပြီးတော့အသက်ကြီးသေးတဲ့ကစားသမားတဦးကိုဘာဖြစ်လို့ရှုံးနေတဲ့အချိန်ကြာမှအသက်ကြီးနေတာအသက်ကြီးနေပြီဆိုတော့ဝေဖန်မှုတွေကခေါင်းစဉ်တက်ထားလာလဲဆိုပြီးတော့သူကာပါလုပ်ပြီးတော့ပြောပြသွားတယ်ဆိုတော့ ဒါကဗာဂေပန်တိုင်းရဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အမြဲတမ်းလို့လို့သဘောကျစရာတွေကောင်းတဲ့အရာတွေတက်တာတစ်ခုပဲဗာဂေပန်တိုင်းကရှေ့မှာလဲသူဒီလိုမျိုးဝေဖန်မှုတွေကိုနည်းနည်းပညာသားခက်ပါပါ response တွေလုပ်ခဲ့ဘူးတွေ့တော့မြဲဒီအချိန်ဝေဖန်မှုကကျွန်တော်တို့အရင်တွေကနည်းနည်းထင်တော့ထင်တယ်ဗျာဝေရုံးနေစာပြောကလေးကဗာဂေပန်တိုင်းပြန်ပြောမလားဒါမှမဟုတ်ရင်အတင်းမှာကအဲ့လိုမျိုးလေးနည်းနည်းလေးဘယ်လိုမလဲ response ကောင်းတဲ့ကစားသမားကြီးရှိတယ်ဗျာ Vage Bandai တို့ပြီး Alison Baker တို့ Moosa လာတို့ဆိုတော့ကနည်းနည်းလေး emotional ကင်းကင်းနဲ့သူတို့ရဲ့စိတ်ခံစားချက်ကင်းကင်းနဲ့ဒါ response လောက်တက်တယ် အဲတခြားသာသမားတွေကတော့နည်းနည်းလေးသူ့ရဲ့သူတို့ရဲ့ emotion နဲ့ကိုဒါဘယ်လိုလဲရှေ့တန်းတင်ပြီး response လုပ်ကြတယ်ပေါ့ဗျာဒီထဲမှာ vague van dyke ကရှေ့တုန်းကလည်းတစ်ခါဖြစ်ဘူးလေဗျာရှေ့တုန်းကလည်းသူ့ဝယ်ဝေဖန်မှုတွေအပေါ်ကိုသူပြောတာအဲတုန်းကလည်း Tiago Henry လားမသိဘူးလေမသိဘူးသူ့ကိုဝေဖန်တဲ့အပေါ်လေသူနည်းနည်းလေးပညာသားပပလေသူပြောထားရရှိတယ်ဒီအချိန်မှလည်းသူထပ်ပြီးတော့ဒီလိုမျိုးပြောလာတယ်ဆိုတော့ကျွန်တော်က vague van dyke ရဲ့ပြောစကားရင်းနဲ့ပတ်သက်ပြီးအမြဲတမ်းလို့လို့သဘောကျခဲ့ရတဲ့သူတွေဗျာ သဘောကျခဲ့ရတယ်အသင်းကိုစပြီးတော့ရောက်လာတယ်ငါဒါအသိမကြဘူးသူအသင်းကောင်းဆောင်လက်ဘက်ကိုဟန်ဒါဆန်ထွက်ပြီးသွားရင်တော့မှသူရတယ်ဆိုတော့အဲ့ဒီအချိန်ကစပြီးအသင်းကိုလက်ရှိအချိန်ထိလည်းသူအကောင်းဆုံးဆုံးဒါဘယ်လိုပြောလဲမောင်းနှင်ပေးတယ်အကောင်းဆုံးဆုံးသူ leave လုပ်ပေးတယ်အဲတခါလေကြာရင်လည်းပြဘယ်လိုပြောလဲအသင်းရဲ့ဒါလက်ကိုအသင်းမှာကစားမကစားဘူးတဲ့ legend ကြီးရဲ့ဝေဖန်မှုတွေကိုခံရတဲ့အချိန်မှာဟိုကိုအသင်းရဲ့ပြိသက်တအူးနေနေကောင်းနည်းနည်းလေးတော့မကျင်မနှက်တော့ဖြစ်မိတာပေါ့လေဘာဖြစ်လို့လဲဆိုတော့ဟိုတိတဲ့အတိုင်းပဲလက်ရှိမှာက ကျွန်တော်တို့အသင်းဆိုတာကရလက်တီကဇက်တိုက်စိုးနေတာဗျာရလက်တီကောင်းနေတဲ့အထင်မှာပါမနေဘူးဒါပေမဲ့လည်းအသင်းမှရှိနေတဲ့ကစားသမားတွေကလည်းဟိုမကောင်းလားမင်းနေပြန်တော့လဲမဟုတ်လားဟိုလက်ရှိမှာအသင်းအတွက်ကစားသမားတွေကရှိတယ်ဗျာအသင်းအတွက်ကစားသမားတွေရှိတယ်ဆိုရင်ပဲလေဒါအနိရောပြောသလိုပဲအသင်းမှာကကစားသမားအယောက်20တောင်မရှိတဲ့အသင်းတသင်းအနေနဲ့ဒီလိုမျိုးရလက်တီဆိုတာကလည်းဟိုအမှန်တိုင်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့လက်ခံပေးရမယ့်ရလက်တီပဲဗျာဘာလို့ဆိုတော့အသင်းမှာကလက်ရှိအလက်ဇန္ဒားအီဆက်လာဒန်ရနေတယ် ဖရင်ပေါင်လာဒန်ရနေတယ်ကားရီဂျုံလာဒန်ရနေတယ်အလီဆင်ဘက်ကလာဒန်ရနေတယ်လီယိုနီဒါဒန်ရနေဒန်ရကကစားသမားတွေအယမ်းများနေတယ်ဗျာဒီအားဒီမှာကျွန်တော်တို့ခေါ်ထားခဲ့တဲ့ကစားသမားတွေတဲကလည်းအသင်းရဲ့အသားကြတာဆိုတော့ရှူကူအီဂီတီဂီတယောက်လောက်ပဲရှိတာအလေကဖရန်ဒီရဲ့လက်ရှိချိန်ထိအသင်းနဲ့အသားမကြသေးဘူးအသားမကြသေးဘူးဆိုတာတက်ဗျာသူလင်းနဲ့အသားမကြသေးဘူးလို့ပြောရင်ပုံမှန်လိမ့်မယ်အဲပြီးရင်နောက်တန်းကခေါ်ထားတဲ့မီလိုကတ်ကဒီအချိန်ထိအသင်းမှာ ဟိုဘယ်နေရာကိုဘောလုံးပြီးလို့ရှိရင်ဘယ်နေရာကိုပြီးရမလဲဆိုတာ तू ကောင်းကောင်းတော့နားမလည်သေးဘူးဆိုတော့ဒီလိုမျိုးကစားသမားတွေအတင်းနဲ့အထိုင်းမကြသေးတဲ့အချိန်အဲပြီးလို့ရှိရင်ကစားသမားစုဖွဲ့မှုအင်အားကအရန်နည်းနေတဲ့အချိန်မှာဒဏ်ရာပြဿနာကြီးအရန်ကြုံတွေ့နေရတဲ့အနေအထားမျိုးမှာကျွန်တော်တွေကအတင်းရဲ့ဒီလိုမျိုးရလတ်တွေကိုလည်းလက်မခံခြင်းမဲ့လေလက်ခံပေးရမယ်ဆိုတဲ့အခြေအနေမျိုးတော့ကျွန်တော်ကြုံရတယ်ဗျအဲဒီလိုမျိုးအခြေအနေမျိုးမှာတချို့ဟိုလက်ကန့်တွေကကြတော့ဝေဖန်ကြတာရှိတယ်အဲ ထားလိုက်ပါတော့ဒါဂျင်မီဂရဂါတို့ပါလို့ဆိုရင်ဗျာအတင်းကိုအတင်းရဲ့ legend တူမို့လို့ကိုအတင်းကိုဝေဖန်တာတော့ဒါမှပြောလို့ဘူးဘာမှမဖြစ်ဘူးဒါပေမဲ့တခြား legend တွေဗျာဥမာတရားဝင် Henry တို့အဲပြီးလို့ရှိရင် Gary Nabee တို့အခုဟိုဒါ Wayne Rooney တို့သူတို့ဝေဖန်တဲ့အခါကျရင်တော့နည်းနည်းလေးတော့ဘယ်လိုမလဲကိုအတင်းကိုလာပြောတဲ့အခါကျရင်တော့နည်းနည်းလေးတော့မခံသိမခံတာတော့ဖြစ်တာပေါ့ဗျာဟိုဘာဖြစ်လို့လဲဆိုတော့အချိန်တုန်းကလေဒီကစားသမားတွေကကိုအတင်းကိုကောင်းတာဘာတစ်ခုမှအကျုံးမပြုခဲ့ဘူး ပညာတခုကဗျာပိုတော်ဆိုးသေးရဗျာဝေရုံနေလိုပါဆိုကိုကိုရီတင်းနဲ့တွေ့ရင်ဒါသူတို့ကဂိုးလေးရသွင်းလိုက်ချင်သေးရဆိုတော့ကိုအတင်းနဲ့ပတ်သက်ပြီးတော့ကကြောက်လေကောင်းကျိုးလေးတစ်ခါမှမပေးခဲ့ဘူးဘူးအဲအခုအချိန်မှာသူတို့အနာယူသွားတဲ့အချိန်မှာလေအသင်းကိုချီးကျူးရမယ့်အချိန်မှာလေဒီဇာသမားတွေကိုလိုက်ရှာရင်တော့မတွေ့ဘူးဒါပေမဲ့အသင်းကိုတကယ်တမ်းပြောရမယ်အသင်းရဲ့နင်းနာမှုတွေကိုတကယ်တမ်းပြောရမယ်ဆိုရင်ဒီဇာသမားတွေကထိတ်ဆုံးအောင်ဖြစ်လာတယ်ဆိုတော့ ဟုတ်လေမမသူတို့ရဲ့သူတို့ကိုကျွန်တော်တို့ကပါစင်တဲ့အရာတကယ်အရန်ကြိုက်ခဲ့တယ်အရန်ကြိုက်ရတဲ့သတ္တမကြီးဖြစ်တယ်။တို့ဝင်မယ်အသင်းနဲ့ပတ်သက်လာရင်တော့သူတို့ကအသင်းကိုအခုလိုမျိုးဝေဖန်လာရင်တော့ဆိုရင်တော့နည်းနည်းလေးတော့မကြိုက်ဘူးပေါ့ဗျာ။ဆိုတော့ဒီဝေရုန်ရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့ဒါပြီးရင်ဘာကေဗန်တိုက်ရဲ့လက်ရှိ response လုပ်သွားတဲ့ပြောစကားတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ရောဘယ်လိုမြင်ရလဲ။ချက်လောက်ဆွေးနွေးကြပါဦး။အပြင်ကျွန်တော်တို့လည်း line subscribe လုပ်ပေးဖို့မမိပါဘူးဗျာ။ကျေးဇူးများကြီးတင်ပါတယ်။